ရက်ဆက်ပြီးသွေးတဲ့ခင်မုန်ဖြစ်သူရဲ့ဂျောက်ကမ်းပါပေါ်ကနေတွန်းချခံလိုက်ရတဲ့ကိုဝင်းဆောင်အမျိုးသမီးရဲ့အကြောင်းကိုပြောပြပေးပါပါ။ဝမ်နဲ့ရဲ့အကြောင်းကိုပြောရမယ်ဆိုရင် သူမကတရုတ်နိုင်ငံမှာပဲကြီးပြင်းခဲ့တဲ့ကျောင်းမီတာနဲ့တရုတ်နဲ့ထိုင်းနိုင်ငံချားမှာပုံပစ္စည်းကူးတန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့တာပါ။သူမမှတိတာထင်ရှားတဲ့ချမ်းသာကြွယ်ဝမှုနဲ့အတူတူအိမ်ချမ်းမြေများစွာကိုပိုင်ဆိုင်ထားရှိပြီးတော့အောင်မြင်မှုအားကောင်းနေတဲ့အချိန်လေးဖြစ်နေခဲ့ပါတယ်။၂၀၁၈ခုနှစ် ဝမ်အသက်30လောက်ရောက်တဲ့အခါမှာတော့သူမရဲ့အိမ်မက်ထဲကချစ်သူလိုမျိုးမယုံနိုင်လောက်အောင်ချစ်စရာကောင်းနေတဲ့အသက်32နှစ်အရွယ်ယူရှောင်းထောင်းနဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နေအောင်စတင်ချင်းတွေ့တဲ့အခါတုန်းကဆိုရင်ယူကဝမ်ကိုလက်ဆောင်တွေနောက်ပြီးတော့ကြပြားတွေရေးပြီးတော့ပေးပါတယ်။ချင်းတွေ့တဲ့အခါမှာလည်း romantic ဆန်တဲ့နေရာတွေကိုပဲခေါ်သွားခဲ့ပါတယ်။ဘလောက်ထိအောင်လုပ်ပေးခဲ့လဲဆိုရင်မနက်တိုင်းယူကဝမ်အိမ်တကားကိုသွားခောက်ပြီးတော့ဝမ်အတွက်မနက်စာအမျိုးစုံကိုပြင်ဆင်ပေးခဲ့ပါတယ်။ဝမ်နဲ့အပြင်သွားတဲ့အခါမှာလည်းဝမ်ပတ်စံမပေးမီသူပဲအမြဲ ြန်ရှင်းပြခဲ့တာပါဒီတော့ယူကရုပ်ရည်အရာစွမ်းမတ်စရာဖြစ်ုံသာမကားဘူးငွေကြေးအရာလည်းသူ့အပေါ်မှာအမိကိုကင်းတယ်လို့ဝမ်ကသတ်မှတ်ခဲ့ပါတယ်ဝမ်ယူအပေါ်မှာမေတ္တာတက်ဝင်ခဲ့ပြီးတော့ချစ်သူဖြစ်ပြီးတော့အချိန်လေးနှစ်လအတွင်းမှာပဲလက်ထပ်လိုက်တာပါသိမကြခင်မှာပဲအိမ်တော်ရေးပြဿနာတွေပေါ်ပေါက်လာခဲ့ပါတယ်ယူကဆင်းရဲတဲ့မိသားစုကနေဆင်းသက်လာတာကိုတော့ဝမ်ကလက်မထပ်ခင်ခဲ့တဲ့ကသိပြီးသားပါဒါအပြင်လက်ထပ်ပြီးမှသူသိရှိခဲ့ရတာကယူကလောင်ကစားဆွဲလမ်းမှုတစ်ခုကြောင့်အကျွေးတွေဒေါ်လာတန်းနဲ့ချီရှိနေခဲ့တာပါနောက်ပြီးလူရဲမှုနဲ့ထ 2008နှစ်ကြာခံခဲ့ရဘူးပါတယ်။အဲ့ဒီရာဇဝတ်မှုမှတ်တမ်းရှိခဲ့တာကြောင့်ယူအလုပ်လုပ်လို့မရခဲ့ပါဘူး။ဒါကြောင့်သူတို့အိမ်တော်ကြီးတစ်လျှောက်လုံးမှာဝမ်ကအိမ်ရဲ့ငွေကြေးကိုရှာဖွေနေရပြီးတော့ယူကတော့အလုပ်လက်မဲ့နဲ့ဗီဒီယိုဂိမ်းကစားရင်အိမ်မှာပဲနေခဲ့ရတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းယူကဝမ်ကိုသူ့ရဲ့လောင်းကစားအကျွေးတွေကိုဆက်ပေးဖို့ပတ်စံအတွက်ပုံမှန်ဖိအားပေးနေခဲ့ပါတယ်။ခင်မွန်းတဲ့ရဲ့ဘဝအသစ်စားဖို့အတွက်ဝမ်ကကူညီပေးချင်ခဲ့ပါတယ်။သူမှခင်မွန်းတဲ့ရဲ့လောင်းကစားအကျွေးယွမ်2တန်းအမေရိကန်ဒေါ်လာနဲ့ဆိုရင်3သိန်း1000 ဲ့9000ခန့်ကိုပေးပေးခဲ့တယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကဆက်ပြီးတော့ဆိုးဝါးလာခဲ့ပါတယ်။အိမ်နောက်ကျပြီးနှစ်နှစ်ကြာတဲ့အထိအောင်ပြဿနာတွေရှိနေတဲ့အခိုက်အတန့်မှာပဲဝမ်ကိုဝင်ရှိကြောင်းသိရှိခဲ့ရပါတယ်။သူမပီတိဖြစ်ခဲ့တယ်။သူမအောင်မြင်နေပြီးသားကုံစယ်မှုလုပ်ငန်းကိုပဲဆက်လက်လုပ်ကိုင်ခဲ့တယ်။2019ခုနှစ်ဇွန်လမှာဇနီးမောင်နှံနှစ်ယောက်ကစီးပွားရေးလုပ်ငန်းကိစ္စတစ်ခုနဲ့ထိုင်းနိုင်ငံကိုခေးထွက်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာရှိနေစဉ်ယူကဝမ်ကိုအမျိုးသားဥယျာဉ်တွေစီကိုခေါ်ဆောင်သွားခဲ့တယ်။ယူကိုရိုင်းအမြင့်ကိုအလွန်အမင်းကြောက် က်ပြီပဲလို့သွားတဲ့ဥယျာဉ်တွေတိုင်းမှာကြောက်ကမ်းပါးရိစီကိုပဲသွားနေခဲ့တာဝမ်းအံ့ဩနေခဲ့ပြီမြေထွေထွေထူးထူးတော့အဲ့ဒီတုန်းကသူမှမတွေးမိခဲ့ပါဘူးယူသွားလေခြင်းခဲ့တဲ့ပန်းချန်တွေတဲကတခုကတော့ခန်းထားတဲ့ကြောက်သားပုံစံတွေကြောင့်နာမည်ကြီးတဲ့ Patham National Park ဖြစ်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်က2019ခုနှစ်ဇွန်6ရက်နေ့မှာပန်းချန်ကိုသွားခဲ့ကြတယ်အဲ့ဒီနောက်မှာတော့ဝမ်းရဲ့ဘဝကြီးတစ်ခုလုံးထာဝရပြောင်းလဲသွားပါတော့တယ် Patham National Park ကိုလာရောက်လည်ပတ်တဲ့ခီးသွားနိုင်ရင်ခြားသားတူက ကျောက်ကမ်းပါရဲ့အောက်ခြေကလမ်းပေါ်မှာဒံယာပြင်းထန်စွာနဲ့လဲကျနေတဲ့ဝမ်ကိုတွေ့ရှိခဲ့ရတာပါ။သူမမိနစ်30နီးပါးဝေဒနာကိုခံစားနေခဲ့ရတယ်လို့ဆိုပါရယ်။သူမပြုတ်ကျတာကမီတာနဲ့ဆိုရင်34မီတာ၊ပေအရဆိုရင်131ပေအထက်မှာရှိတဲ့ကျောက်ကမ်းပါကနေပြုတ်ကျခဲ့ပေမဲ့လို့အံ့ဩဖွယ်ကောင်းအောင် သူမအသက်ရှင်နေပါသေးတယ်။ပြုတ်ကျခဲ့တော့ကတစ်ပင်တွေတပင်ပေါ်တပင်ဆင့်ပြီးတော့ပြုတ်ကျခဲ့တဲ့အတွက်ကြောင့်သူမကိုယ်တိုင်ရောသူမရဲ့မမွေးသေးတဲ့ခလေးခါပါသေလူမျောပါအသက်အနေကနေလွတ်မြောက်နိုင်ခဲ့ပါရယ်။အကင်းဖြစ်ပေါ် ရာနေရာကိုအရေးပေါ်စစ်တပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေအမြန်ဆုံးရောက်ရှိလာခဲ့တယ်။အရေးပေါ်အဖွဲ့သားတွေကဝမ်ကိုပြုစုနေရင်းနဲ့အခင်းဖြစ်ပွားရာနဲ့တော်တော်ဝေးဝေးမှရှက်နေတဲ့ယောက်ျားဖြစ်သူယူကို တတိထားမိပြီးတော့ချက်ချင်းဆိုသလိုမျိုးဖြစ်ပျက်ခဲ့တဲ့ဟာတွေကိုမေးဖို့အတွက်ပွားရောက်တွေ့ဆုံခဲ့ပါတယ်။ဆိုနဲ့2019ခုနှစ်ဇွန်လ10ရက်နေ့ဘန်ကောက်ပို့စ်တင်းမှာတရားဝင် ဖော်ပြခဲ့တဲ့အချိန်အထိကတော့ဒီအဖြစ်အပျက်ကိုမတော်တဆမှုတစ်ခုလို့ယူရဲ့ပြောကြားချက်အရသိရှိခဲ့ရတာပါ။ယူပြောတာက "तू ူအိမ်နာသွားတော့သူ့မိမကိုထားခဲ့တယ်။သူပြန်လာတဲ့အချိန်မှာတော့ဇနီးဖြစ်သူကသူ့ထားခဲ့တဲ့နေရာမှာရှိမနေတော့ဘူး။ဒါနဲ့တယ်လီဖုန်းယူဖို့အတွက်ကားပေါ်တက်ပြီးတော့ဖုန်းဆက်ပေးမယ်လို့ဖုန်းမကင်တော့ဘူး။ဒါကြောင့်သူမတခြားလမ်းကနေထွက်သွားတာလားဆိုပြီးတော့သူလဲကားမောင်းထွက်မဲ့အချိန်မှာလူနာတီရင်ကလမ်းတစ်လျှောက်အချိန်ပြင်းပြင်းနဲ့မောင်းနေလာတာကိုသူတတိပြုမိခဲ့တဲ့အတွက်ကြောင့်သူအဆိုးဆုံးကိုတွေးပြီးတော့ကြောက်လန့်နေပေမဲ့လို့လူနာတီရင်နောက်ကိုလိုက်သွားခဲ့ပါတယ်တဲ့။မကြခင်မှာပဲမျိုးသမီးကကြောက်ကမ်းမပေါ်ကနေပြုတ်ကြတာကိုသူသိရှိလိုက်ရတယ်။ဒါနဲ့ ယ်သူရဲရာရှိတဲ့ဦးကိုအဖြစ်ပြက်နဲ့ပတ်သက်ပြီးမေးတဲ့အခါမှာတော့ဒီအမျိုးသမီးကကိုဝင်ကြောက်မူလဲပြီးတော့ကြောက်ကမ်းမပေါ်ကနေပြုတ်ကျခဲဟန်တူချောင်းသူ့ကိုပြောကြခဲ့ပါတယ်တဲ့ဝမ်းရဲ့လက်မောင်းနေပေါင်နေညှက်ရိုးနေဒူးဆတ်သဖြင့်အယိုး18ချောင်းကျိုးသွားခဲ့ပါတယ်သူမကချုပ်ရိုးပေါင်း200ကျော်ချုပ်ခဲ့ရပြီးတော့စတီးလက်သေးချောင်း100ကိုလည်းသူမရဲ့ခန္ဓာကိုယ်ရဲ့ကိုထည့်သွင်းခဲ့ရပါတယ်စတီးလက်သေးကုသခြင်းကိုအများအားဖြင့်ပေါ့နော်အယိုးကျိုးတဲ့ဟာကိုကုသဖို့ဒါမှမဟုတ်ရင်ခြေလက်တွေရှည်စေဖို့ခွဲစိတ်ကုသမှုဆိုင်ရာမှာအစိတ် းပိုင်းတစ်ခုအနေနဲ့စတီးလက်သေးတွေကိုဆေးဖက်ဆိုင်ရာလိုအပ်ချက်အနေနဲ့ခန္ဓာကိုယ်ထဲကိုထည့်သွင်းတာပါ။အရာဥသားနေစဉ်အတွင်းမှာတည်တည်ငြိမ်မှုနဲ့အထောက်ပံ့ရစေဖို့အတွက်အယိုးရဲ့အခေါင်းပေါက်အလေအတွင်းမှာစတီးလက်သေးတွေကိုထားရှိပြီးတော့ကုသတာလို့သိရပါတယ်။ဒီလိုကုသမှုတွေအတွက်ဝမ်ကိုပေးရတဲ့ဆေးတွေကလည်းညပြလွန်တဲ့အတွက်ကြောင့်သူမရဲ့ခလေးကနောက်ဆုံးမှာတော့အသက်မရှင်နိုင်တော့ပါဘူး။ဝမ်အစောပိုင်းမှာသတိမေ့ပြောသွားပြီးရဲ့နောက်သတိပြန်လည်ရတဲ့အခါမှာတော့ကြောက်ကမ်းမပေါ်ကနေပြုတ်ကျတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမျိုးသားယူပြောပြခဲ့တဲ့ဇလန်းကိုသူသိရှိလိုက် ခဲ့ရပါတယ်။ဝမ်အဖြစ်မှန်ကိုသိရှိနေခဲ့ပေမဲ့သူမအဲ့ဒီတုန်းကတော့အကူအညီမဲ့တယ်လို့ဖြစ်နေခဲ့ပါတယ်။တကယ်ဖြစ်ပျက်ခဲ့တာကိုသူတရုတ်မက်ဒရင်းလိုမျိုးပေါ့နော်။အာပြောပြတဲ့အခါမှာဘသူမှနားမလည်ခဲ့တဲ့အတွက်ကြောင့်ထိုင်းစေးုံမှာသူမရှင်းပြနိုင်ခဲ့ပါဘူး။ပို့ပြီးတော့ဆိုးတာကယူကသူ့အနာကနေဘယ်ကိုမှထွက်မသွားခဲ့တာပါ။ဒီနေ့မှာတော့သူတက်နိုင်တဲ့များခွန်အားတွေစုပြီးတော့အော်ဟစ်ပြီးတော့ယူနေငါကိုဘာလို့ဒီလိုလောက်တာလဲဆိုပြီးတော့မေးခဲ့တဲ့အခါမှာတော့သူမကိုပါဇက်ပိတ်ခဲ့ခိုင်းပြီးတော့သူမပါဇက်မပိတ်ဘူးဆိုရင်အပြက်ရှင်းလိုက်မယ်ဆိုပြီးသူမ ကိုချင်းချောက်ခဲ့ပါသေးတယ်တဲ့။အခုရမယ်ပြီးဒန်ယာရီပြင်းထန်နေတဲ့ဝမ်ကိုယူကသူ့ရဲ့ဇလန်းကိုပဲအတီးပြူရန်စီခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ဖြစ်ပျက်ပြီးတော့နောက်တရက်မှာယူကဝမ်ကိုစေးုံကနေဆင်းခိုင်းခဲ့ပြီးအမန်တရားကိုထုတ်ဖော်ပြောပြနိုင်တဲ့လူတွေနဲ့ဝေးရကိုခေါ်သွားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့စေးုံရဲ့ဝန်ထမ်းတွေကြောင့်ယူကိုနောက်ဆုံးတော့တားဆီးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာဝမ်ကိုတခြားစေးုံကိုပို့ဆောင်လိုက်ပြီးတော့ယူကိုတွားရောက်ကြည့်ရှုခွင့်လည်းမပေးတော့ပါဘူး။အဲ့ဒီစေးုံရောက်တော့မှသူမရဲ့အခန်းထဲကိုစကားပြန်တရားဝင်ခွင့်ရခဲ့ပါတယ်။သူမစေးုံတက်ရတဲ့9ရက်မြောက်နေ့မှာဝ ဝမ်ကအဖြစ်အပျက်ကိုဂျဲတွေကိုအပြေးအဝပြပြနိုင်ခဲ့တာပါအဖြစ်အပျက်အမှန်ကသူတို့ဆုံတွဲနေထွက်ထင်ကြည့်ဖို့ပန်းချံကိုတွားရောက်ခဲ့ကြပြီးတော့ကြောက်ကန်းပါးနားကဒီကြည့်တဲ့နေရာကိုရောက်တဲ့အခါမှာတော့ဝမ်ရဲ့ခါကိုအနောက်ကနေဆွဲပြီးတော့ယူကပွေဖက်လိုက်ပါတယ်အဲဒီနောက်မှာတော့ယူကသူ့ရဲ့လက်တွေနဲ့ဝမ်ရဲ့နောက်ကြောကနေငရဲကိုတွားရောက်လို့ပြောပြီးတော့တွန်းချလိုက်တာပါတဲ့နောက်ပြီးတော့ဝမ်ကရဲတွေကိုဆက်လက်ပြပြတာက ယူကသူ့အနာကထွက်မသွားတဲ့အတွက်ကြောင့်အဖြစ်အပျက်တွေကိုပထမဆေးရုံမှာမရှင်းပြနိုင်ခဲ့တာပါတဲ့နေရကြပြီးရဲ့ ောက်မှာတော့ယူကိုလူတက်မှုကျူးလို့ရင်ကျိုးပန်းမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်ဖမ်းခံရပြီးရတယ်သူ့ရဲ့လောင်ကစားကျွေးမိတွေကနှစ်ဆနီးပါးတိုးလာကြောင်းကိုလည်းအခိုင်အမာတွေးရှိခဲ့ရတယ်ယူယူကတရားခွင်မှာသူအပြစ်မရှိကြောင်းငင်းဆိုခဲ့ပေမဲ့လို့တရားလိုရှင်းတွေကတော့ယူကဝမ်အတွက်အသက်အာမခံထရှိထားပြီးတော့အသက်အာမခံဘတ်ငွေတန်းတရားဒါမှမဟုတ်ရင်ဒေါ်လာနဲ့ဆိုရင်နှစ်သက်သက်မှ၅သန်းကိုလောင်ကစားကျွေးတွေဆက်ဖို့အတွက်ဝမ်ကိုတတ်ဖို့ကြိုးပမ်းခဲ့တာလို့ထွက်ဆိုခဲ့ပါတယ်ယူသူမရဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှု ှုနဲ့သူမရဲ့စုဆောင်းထားတဲ့ငွေတွေကိုလိုချင်တဲ့အတွက်ကြောင့်အခုလိုလုပ်ခဲ့ကြောင်းကိုလည်းယုံကြည်ခဲ့ချပါတယ်။ကလေးအသက်ကိုသာမကဘူးသူမရဲ့ဘဝကိုပါပြောင်းလဲစေခဲ့တဲ့တေရပါဒဏ်ရာများအတွက်ယူကိုတေတံပေးဖို့အတွက်လည်းတရားသူကြီးကိုဝန်ကတောင်းဆိုခဲ့ပါတယ်။သူမရဲ့ကျမ်းမာရေးတွေသူမရဲ့အသက်မိုးဝမ်းကြောင်းတွေသူမရဲ့အနာဂတ်နဲ့သူမရဲ့ဘဝကိုယူတကယ်ပဲဖျက်ဆီးခဲ့တာပါ။ယူကိုထောင်တန်တသက်တကြောနဲ့ယွမ်တစ်တသမတစ်တန်းကြော်ကြီးပေးဆောင်ဖို့အတွက်ပထမတစ်ခေါက်မှာအမိန့်ချမှတ်ခဲ့ပါတယ်။ရင်းရှားပီတက်ကလတ်ထိုင်ပုံပုံမှာပဲလပေါင်းများစွာနေခဲ့ ဲ့ရပြီးတော့သူမကိုပြုစုစောင့်ရှောက်ဖို့အတွက်ဝမ်ကသူမရဲ့မိဘတွေနဲ့အတူနေထိုင်ခဲ့ရပါတယ်၄နှစ်လောက်အပြင်းထန်ခွဲစိတ်ကုသမှုပေါင်းများစွာနဲ့ကုထုံးမှုတွေကိုခံယူခဲ့ရတယ်သူမအသက်35နှစ်2023ခုနှစ်ဧပြီလမှာတော့၄နှစ်အတွင်းပထမဦးဆုံးအကျဉ်းအထောက်အကူမပါဘဲနဲ့ဂျိုင်းထောက်မပါဘဲနဲ့လမ်းလျှောက်နိုင်ခဲ့တာလားဝမ်သူ့ရဲ့အတွေ့အကြုံတွေကိုတရုတ်လူမှုမီဒီယာပလက်ဖောင်းပေါ်တွေမှာဝေမျှခဲ့တယ်ယူကအယူခံနောက်ထပ်ဝင်ခဲ့တဲ့အတွက်ကြောင့်ပုံမှန်တရားစီရင်မှုတော့မဟုတ်ဘူးဒါပေမဲ့ဆာရဲဆာရန်တွေကိုပြန်လည်တုံ့သက်ဖို့အတွက်ဒုတိယ က်တရားစစ်ဆေးမှုထွက်ပေါ်လာခဲ့ပါတယ်။ရလက်အရာရွေချက်ရှိရှိလူသက်မှုဖြစ်ကြောင်းသက်သေပြဖို့လုံလောက်တဲ့အထောက်အထားတွေမရှိဘူးဆိုပြီးတော့တရားသူကြီးကသတ်မှတ်ခဲ့တယ်။ဒီလိုနဲ့2020ခုနှစ်မှာတော့ယူကရွေချက်ရှိရှိလူသက်ရန်ကြိုးပမ်းမှုကနေပြီးတော့ရွေချက်မရှိဘဲလုတ်ခဲ့တယ်ဆိုပြီးတော့အပြစ်ဒဏ်ကိုပြောင်းလဲသတ်မှတ်ခဲ့ပြီးတော့ယူကိုထောင်ဒဏ်10နှစ်သာချမှတ်ခဲ့ပါတယ်။ဝမ်လုံးဝကြေကွဲရခဲ့တယ်။ဒါနဲ့ဝမ်ထိုင်းတော်ဝင်တရားရုံးမှာဆက်လက်အယူခံဝင်ခဲ့ပြီးတော့2023ခုနှစ်ဂျွန်လူသက်မှုကျိုးလွန်ရန်ကြိုးပမ်းမှုနဲ့ ်ယူကိုတရားစီရင်ချက်ချခဲ့ပြီးနောက်ဆုံးမှာတော့ထောင်ဒဏ်33နှစ်ချမှတ်ခံခဲ့ရပါတယ်။တရုတ်တရားရုံးဘက်ကလည်းလူသက်မှုနဲ့စီရင်ချက်ချဖို့ကြိုးပမ်းမှုလုပ်နေတဲ့အစီအမံတရားဥပဒေအရအယူခံဝင်ချင်းအဆုံးသတ်ပြီးမှသာကွာရှင်းခွင့်ပြုမှာဖြစ်တဲ့အတွက်ကြောင့်တရားရုံးရင်ဆိုင်နေတဲ့ကာလမှာသူမကွာရှင်းခွင့်တောင်းတာကိုငင်းဆိုခဲ့ပါတယ်။ပြစ်တင်လာတက်နေတဲ့ဆက်ဆံရေးမှာကြောက်ကမ်းမှရှိတဲ့နေရာတွေကိုမသွားမိစေနဲ့နော်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နားထောင်နေတဲ့သူတွေရောဘလို့ထင်မြင်ကြပါလဲ။ထင်မြင်ချက်လေးတွေရှိတယ်ဆိုရင်အောက်က comment မှာ ရေးပေးခဲ့အောင်နော်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like share and subscribe လေးနှိပ်ထားပေးပါအောင်နော်အားလုံးပဲ bye bye